ဒီအမားတွေကတော့အများကြီးကြုံလာပါတော့ဒါပေမဲ့တော်တော်များများအမားတွေအမားတွေကကျွန်တော်ဒါပုံဆွဲတဲ့ခါမှာအရန်အမြန်ပြီးကျင်တာပေါ့နော်အော်စိတ်စိတ်မရှင်ကြဘူးတချို့ကြတော့ဒါဆွဲပြီဆိုကျင်ပုံကိုခဏလေးအတွင်းနဲ့ပြီးကျင်တယ်အဲ့ဒါတကယ်အမားတွေပေါ့နော်ကျွန်တော်ဘာလို့ဆိုတော့ဒီပုံတော်ဆွဲပြီဆိုကျင်ကျွန်တော်ကပုံတော်ရေးပြီဆိုကျင်ကျွန်တော်ခဏလေးနဲ့ပြီးကျင်လို့မရဘူးကိုရွေးတဲ့ပုံပေါ်မှာလည်းမူတည်တယ်ကျွန်တော်ကအချိန်နဲ့အကြာကြီးပေးရတာပေါ့အဲ့ဒါစိတ်ရှင်ရှင်နဲ့ဆွဲရတယ်စိတ်မရှင်တာလေးကအရန်အဆင်မပြေဘူးပေါ့နော်အော်အဲ့တော့ဒီပီတီရှင်နောက်တစ်ခုကကျွန်တော် ော့ပုံဆွဲပြီဆိုရှင်ကျွန်တော်ကဟာဒါအောက်လိုင်းလေးကျွန်တော်ဆွဲလိုက်တယ်အဲ့တော့ဆွဲလိုက်တဲ့ခါမှာကိုယ့်ရဲ့ပုံမှာဘာတွေလိုလဲဆိုတာကျွန်တော်တော်တော်များမရှာတတ်ဘူးမရှာကြည့်ဘူးပေါ့နော်ကျွန်တော်တန်းပြီးတော့တုံးလိုက်ချေလိုက်တာမျိုးတွေပေါ့အဲ့ဒါတွေဟာအရင်မှားတာပေါ့နော်ဘာလို့ဆိုတော့တုံးချေပြီးွားတဲ့ခါမှာကျွန်တော်ကဒီပုံကိုပြင်ဖို့ကပြင်လို့ကအဆင်မပြေတော့ဘူးတော်တော်နဲ့ပေါ့နော်လိုက်ပြင်လို့တော့အဲ့တော့ သုံးမချင်ခင်မှာကျွန်တော်က online ကိုပြန်စစ်ပြီးတော့မှကျွန်တော်မှန်အောင်ရေးတဲ့ခါကျတော့ပေါ်စင်ပြတာပေါ့အဲ့တော့အဲ့ဒီမှာနောက်တစ်ခုကသုံးထည့်တဲ့ခါမှာလည်းတုံးတွေကိုကျွန်တော်ကရင့်ဖို့ကြောက်နေကြတာပေါ့နော်တော်တော်များများပါလို့ဆိုတော့ဒီ net လိုက်လို့ရှိရင်တုံးတွေထပ်ထည့်လိုက်လို့ရှိရင်သူတို့ရဲ့ပုံပြတ်သွားမှာ မဲပြီးတော့ဖြစ်သွားမှာကြောက်ကြတယ်ပေါ့တကယ်တမ်းကျရှင်ကျွန်တော်ရဲ့ဒီပုံနဲ့ဆွဲတဲ့ခါမှာတုံးနဲ့ထဲရဲပေါ်လို့တယ်ကြောက်လို့မရအောင်ပေါ့နော်အာဒီသေချာလေးကိုယ့်ရဲ့ပုံမှာအမားအမှန်တွေကိုလိုက်ရှာဖို့လို့တယ်မှားတာတွေပြင်ရင်ဖို့လို့တာပေါ့အဲ့ဒါလည်းမပြင်တဲ့ခါကျတော့တော်တော်များများဒါကြောက်နေတဲ့စိတ်တွေပေါ့နော်အဲ့ဒါတွေကတော့ဟုတ်ကဲ့အဓိကအမားလေးပေါ့ ဝကြီးပဲသွားသားကျွန်တော်ကအရင်ဆုံး basic အခြေခံမှာခဲကိုရေးလေ့ကျင့်ရတာပေါ့အဲဒါမဲ့အဲဒီခဲပြီးသွားတဲ့ခါမှာကျွန်တော်ကကာလာလေးသွားတယ်တပ်ပြော်ဒီပါပေါ့နော်အာပိန်တိုင်းပိုင်းနဲ့သွားတဲ့ခါမှာသူကဘာဘာလဲပြောင်းလဲနိုင်လဲဆိုတော့ကျွန်တော်ခဲရကြတော့ခဲတန်နဲ့ဆွေးတဲ့ခါမှာကျွန်တော်အဖိဖာလေးနဲ့သွားရတယ်တုံအမှုရင်နေပေါ့နော်အာသူကအဖြူမဲကြီးပဲဖြစ်နေတဲ့ခါကျတော့ကာလာပင်ဆေးကတော့ဒါအယောင်သဘောတရားလေးပါတယ်ဒါမဲ့ခဲရကြတော့ကျွန်တော်ကအဖြူမဲဆိုတဲ့ခါကျတော့အဲ့ခဲတန်ရဲ့ဒီအမှုရင်နဲ့လက်ရဲ့အဖိဖာလေးနဲ့ပဲအဓိကသွားရတာပေါ့ဒါမဲ့ပိန်တိုင်းပိုင်းမှာကျတော့သူကဘာ ဲဆိုတာဒီဆုပ်ချက်တယ်ပေါ့နော်အဆုပ်ချက်တယ်ကာလာရဲ့အနုကျင့်တယ်ကာလာတွေနဲ့အယောင်တွေနဲ့ခွဲပြီးတော့သွားရတယ်အဲ့ခါကျတော့နည်းနည်းကွဲပြားတာပေါ့နော်ကွဲပြားတယ်ဆိုတော့အကျွန်တော်တို့ဒီကျွန်တော်ထင်တာပေါ့ဒါကျွန်တော်အထင်ပြောပြတာပေါ့ကျွန်တော်ဆိုလို့ရှိရင်ဒါအခဲကျွန်တော် drawing by ပေါ့အဓိကအာသန်တယ် drawing by ဆွဲတဲ့ခါမှာကျွန်တော်အရင်အဆင်ပြေတယ်ကျွန်တော်ကပါလို့ဆိုတော့ detail ဆွဲရတာအရင်ကြိုက်တဲ့ခါကျတော့ကျွန်တော်ဆွဲလိုက်တဲ့ဒီကျွန်တော်ဘယ်ပုံပဲဆွဲဆွဲပေါ့နော်ကျွန်တော်ခင်းနဲ့ဆွဲရတာအဆင်ပြေတယ် ဒါမှကျွန်တော်ပိန်တိုင်းပိုင်းကိုကျွန်တော်ဆွဲကြည့်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ခဲနဲ့ကကျွန်တော်အဖိဖွားနဲ့ဆွဲတဲ့အခါမှာအဆင်ပြေပေမဲ့ကျွန်တော်စုတ်ချက်တဲ့စုတ်တန်တဲ့ပြန်ဆွဲရတဲ့အခါမှာကျွန်တော်တော့အဆင်မပြေဘူးပေါ့နော်အဲ့ဒီခါကျတော့အဲ့လိုမျိုးတော့နည်းနည်းလေးအခက်ခဲလေးတော့ရှိနေတာပေါ့ခဲဆွဲနေကြလူတယောက်နဲ့နဲ့ပင်တင်ပိုင်းကိုပြန်သွားတဲ့အခါမှာပြန်ပြီးတော့ဒီစုတ်တန်ရဲ့သဘောတရားတွေနောက်နောက်ပြီးတော့ဒီဆေးရဲ့သဘောတရားတွေအယောင်ရဲ့သဘောတရားတွေကိုလေ့လာဖို့တော့လိုအပ်မှတင်နေဟုတ်ကဲ့ ကြွာချမှုတွေကတော့ရှိရပါတော့ကျွန်တော်ဟိုဒီပုံလူဆွဲတဲ့သူတွေကြတော့ကျွန်တော်ကတော့ကျွန်တော်ကများတော့ပြပုံလူဆွဲကြတာများတဲ့ခါကျတော့ ပုံလူဆွဲတဲ့သူတွေကြတော့သူကဒီပုံလေးတပုံကိုဆွဲပြီဆိုရှင်ဒီဟာနဲ့တူဖို့အတွက်ကိုသူတို့ကအဓိကအာတက်ကတ်ထားရတာပေါ့နော်အာပုံမတူတော့သူတို့ကလိုက်ညရတယ်လိုက်ပြီးတော့ဆွဲရတယ်အဲအဲ့တော့အာဒီလွတ်လပ်လပ်လပ်ကိုယ်စိတ်ကြိုက်ဆွဲတဲ့သူတွေကြတော့သူခေါင်းထဲကထွက်လာတဲ့ဟာကိုသူတို့ကဆွဲတဲ့ခါကြတော့ပုံကဘလို့ထွက်လာမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးပေါ့နော်ကျွန်တော်သူဟိုသူသူကိုယ်တိုင်လည်းမသိနိုင်ဘူးပေါ့သူသူကလည်းသူဆွဲနေတယ်ဆွဲနေနေဆွဲနေနေဒါပုံဖြစ်လာတဲ့သဘောတရားတွေပေါ့နော်အဲ့လိုမျိုးဆွဲခါကြတော့အာဒီပုံတူ ွဲဆွဲဆွဲကျွန်တော်ကတချို့ကြတော့ပုံသူဆွဲပြီဆိုရင်ကျွန်တော်ကမလွတ်လပ်ဘူးပါညာပြောတယ်ကျွန်တော်ဆိုရင်ဒါအာအဓိကဒီတဲဆွဲရတာကြိုက်တယ်ဗောနော်အဓိကတော့ကိုကြိုက်တဲ့ဟာကိုဆွဲရတာဖြစ်တဲ့အတွက်လွတ်လပ်တယ်လို့ခံစားရတယ်အဲဒါဒီပုံပေါ်မှာမူတည်ပြီးတော့ပုံပေါ်ပုံပေါ်မှာအာယုံစိုက်ထားတာဗောနော်ကိုကဒီဟာကိုတူခြင်းနဲ့ဒါကိုအသေးစိတ်တေချာဆွဲခြင်းနဲ့အဲ့ဒီတကြောင်မလို့ဒါကိုအဓိကအာယုံစိုက်ပြီးတော့ဆွဲတယ်ဗောနော်ဒါမှအဲကွာတော့ဒီဟာဆွေးနေရတာကိုသဘောကျနေတာမျိုးပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ဒီလွတ်လွတ်လပ်လပ်ကို ကောင်းကောင်းတွေရတယ်ထွက်လာတဲ့ဟာဆွဲတဲ့သူတွေကြတော့လေသူဟိုကြိုက်တဲ့ပုံစံနဲ့လည်းသူပေါ့နော်ဟောပုံသေးတော့အဲ့လိုမျိုးဟာမျိုးရှိဘူးအာကျွန်တော်အထင်တော့ကျွန်တော်ဆွဲတဲ့ခါမှာပေါ့နော်ကျွန်တော်ဒီတဲဆွဲရတာကြိုက်တယ်ဆိုတော့ ဘယ်ဘာရအခက်ဆုံးလဲဆိုတော့ကျွန်တော်လည်းသိချာပြောတဲ့ဟိုဒါပေမဲ့ခတ်တာတော့တော်တော်များများခတ်တယ်ဒါပေမဲ့ခတ်တဲ့ဟာကိုမှကျွန်တော်ကသိချာမရမကအဲ့လိုမျိုးဟိုကျွန်တော်လေ့လာပြီးတော့ဆွဲတာပေါ့နော်ဆွဲရင်းနဲ့မှအဆင်ပြေသွားတဲ့အပိုင်းတွေရှိတယ်ဒါပေမဲ့ အဲကျွန်တော်ဆွဲရမှာကြောက်တဲ့အပိုင်းလေးရောရှိတယ်အဲ့ဒါကဘာလဲဆိုတော့တက်ရှာပေါ့เนาะကျွန်တော် skin တက်ရှာလေးကျွန်တော်ဆွဲရမှာနည်းနည်းတော့ကြောက်တယ်ပေါ့เนาะအော်တခြားဒီ day အပိုင်းတွေကိုကျွန်တော်ဆွဲရတာအာဘယ်ဟာဖြစ်ဖြစ်ကျွန်တော်ဆွဲရတယ်ပေါ့ဒါမှမဟုတ် skin တက်ရှာပိုင်းဆွဲရမယ်ဆိုကျွန်တော်နည်းနည်းလေးတော့အဲ့ဒီအဲဟိုမဆွဲသေးတယ်ပေါ့เนาะဘာလို့ဆိုတော့ဟောသဘောဆိုဒီချွေးပေါက်တည်းရဲ့သဘောတရားတွေကျွန်တော်တို့ဒီမျက်နှာမှာရှိတဲ့ skin တက်ရှာတယ်လူခန္ဓာပေါ်မှာရှိတဲ့ skin တက်ရှာတယ်ပေါ့အဲ့ဒီဟာတွေကကျွန်တော်ဟာ အာဒီအဲတစ်ခုနဲ့တစ်ခုကလည်းမတူဘူးတယောက်နဲ့တယောက်ကလည်းကျွန်တော်အသားရဲ့သဘောရဲ့ချက်မတူတဲ့ခါကျတော့အဲ့ဒီတက်ရှာဒီအသေးစိတ်တွေကိုကျွန်တော်ဆွေးရမှာနည်းနည်းတော့ဟောပါဖြစ်တာပေါ့နော်ကျွန်တော်တနည်းနည်းတော့အခက်အခဲရှိရပါဘောဟုတ်ကဲ့ ဟုတ်ကဲ့မင်္ဂလာပါအခု Hobby Channel မြန်မာကိုကြည့်ရှုပေးနေကြတယ်ကျွန်တော်ဒီပကြေဝါသနာပါတဲ့သူတွေရောဝါသနာမပါတဲ့သူတွေရောပေါ့နော်အာကျွန်တော်ဒီဝါသနာပါပြီဆိုရှင်ကျွန်တော်ဒီဟာကိုတော်တော်များများကျွန်တော်ဒီဟာပေါ့နော်အော်ဒီမြန်မာနိုင်ငံမှာကျွန်တော်ပကြေဆွေးတော့မယ်ဆိုရင်မိပါတယ်ကိုယ်တိုင်ရောပတ်ဝန်းကျင်ရောအားမပေးကြတာလည်းများတယ်ပေါ့နော်အဲ့တော့ဒါမှမအားမပေးလို့ဆိုမဲ့ကိုဝါသနာပါတဲ့အရာလေးကိုဟိုဒီမလွတ်လက်မလွတ်လိုက်နဲ့ပေါ့နော်ကျွန်တော်အချိန်ရတဲ့အချိန်တွေမှာလေ့လာပါရေးဆွဲပါကျွန်တော်သင်တန်းမတက်နိုင်အောင် ဆိုရင်လည်းသင်တန်းမတက်ဆရာမလို့အခုခေတ်ကကျွန်တော် YouTube တွေဒါတယ်ဗျာနော်အများကြီးကျွန်တော်လင့်လာလို့ရတယ်အဲ့ဒီထဲကလည်းလင့်လာပြီးတော့ကျွန်တော်ဟိုရေးဆွဲပါလို့နော်အချိန်ရရင်ရတယ်လို့ပေါ့ကျွန်တော်နော်အဲ့လိုမျိုးဟိုကိုဝါသနာပါတဲ့ဟာတခုတော့မရက်တက်လိုက်ပါနဲ့လို့နော် ာကျွန်တော်အမြင်ရတော့ဝါသနာဆိုတာလွတ်လပ်ပြီးတော့ကျွန်တော်ပျော်ရွှင်တယ်ချင်ပါတော့အဲ့လိုမျိုးပဲထင်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီကျွန်တော်ဝါသနာပါတဲ့အလုပ်လုပ်နေရလို့ရှိရင်ကျွန်တော်အတခြားစိတ်ညစ်စရာတွေဘာကြောင့်သိမတွေးဖြစ်ဘူးကျွန်တော်အဲ့လိုမျိုးပေါ့နော်လွတ်လပ်လလန်နဲ့ကျွန်တော်ပျော်ရွှင်တယ်ပေါ့နော်ဥပမာတခြားစိတ်ညစ်စရာတွေရှိမယ်ဆိုရင်တော့ဒါလေးကိုကျွန်တော်လုံလိုက်ရလို့ရှိရင်ကျွန်တော်စိတ်ကအလိုလိုပေါ်သွားတာမျိုးပေါ့အဲ့တော့အဲ့လိုမျိုးဆိုတော့ကျွန်တော်လွတ်လပ်ပြီးတော့ပျော်ရွှင်ခြင်းလို့ကျွန်တော်